ားပါရှင်။ဘာမှခဲ့တဲ့တဲ့ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ရခုချိန်မှစပြီးမေလ29ရက်မြန်မာနိုင်ငံစိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တဲ့တဲ့များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့အနေနဲ့စစ်တပ်ကိုအမြဲဖြတ်ဖို့ရည်ရွယ်တော်မဟုတ်ဘူးလို့တော်စင်မအောင်ပြောဆိုတဲ့တဲ့ပဲဖြစ်ပါတယ်။တရုတ်အစိုးရအနေနဲ့စစ်ကောင်စီဘက်မရဘဲ NUG ဘက်ကိုရက်တီဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကဘန်ကောက်ပို့စ်သတင်းစာမှာဆောင်းပါးရေးသားခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးထဲမှာမမပြည်ပြည်ရင်းစစ်ပြီးရင်တလင်းအင်အားစုတွေဦးဆောင်တဲ့အစိုးရတရက်ကိုလိုချင်သလားဆက်အနာရှင်တွေအုပ်စုတွေအစိုးရတရက်ကိုလိုချင်သလားဘယ်ဟာကပိုပြီးတည်ငြိမ်မှုရှိမလဲလို့တရုတ်အစိုးရကိုသူကမေးခွန်းထုတ်ထားပါတယ်တရုတ်ရဲ့မြန်မာနိုင်ငံရေးမှာအခုပါဝင်ပတ်သက်မှုဟာသူများပြည်ရင်းရေးကိုကြောင်းဝင်မဆွက်ဖက်ဘူးဆိုတဲ့မူဝါဒနဲ့လွဲချိုနေတယ်လို့လဲဒေါ်စင်မအောင်ကဆောင်းပါးထဲမှာဝေဖန်ထောက်ပြထားပါတယ် NUG အပါအဝင်မြန်မာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကိုစက္ကန့်ဖို့ကိုလဲသူကတိုက်တွန်းထား ားပါတယ်။ NUG အနေနဲ့စစ်တပ်ကိုအမြင့်ပြတ်ရှင်းလင်းမှုရည်ရွယ်ချက်ရှိတာမဟုတ်ဘဲအစိုးရအပေါ်မှာသစ္စာဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့သာလိုလားတာဖြစ်တယ်လို့ဆောင်းမရင်းမှာထည့်သွင်းရေးသားထားပါတယ်။တရုတ်အစိုးရကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုအမေရိကန်နဲ့အနောက်အုပ်စုလိုလားသူလို့သတ်မှတ်ပြီးသူတို့နဲ့မဆက်ဆံမှုမြောက်ပိုင်းညီနောင်အဖွဲ့တွေအပေါ်ဖိအားပေးနေတယ်လို့ကြေကြေလောင်လောင်သတင်းထွက်ပေါ်နေပါတယ်။ ဆက်လက်ပြီးတပြည်လုံးအတိုင်းအတာဖြင့်ထိုးစစ်များဆင်နွှဲကြမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်ဟုံမြင်လာမျိုးဦးမင်းကိုနိုင်ပြောဆိုဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အကြံမဲ့ဆက်ကောင်စီကိုတပြည်လုံးအတိုင်းအတာဖြင့်ထိုးစစ်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်အဟုန်မြင့်လာမည်ဟုဦးမင်းကိုနိုင်ကပြောဆိုလိုက်သည်အဆိုပါပြောကြားချက်သည်ရှမန်နီမေလ28ရက်နေ့ကမြန်မာနိုင်ငံတွင်ဘေးကင်းသောစစ်မှန်ဆောင်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောစစ်ရုံများတည်ဆောက်နိုင်ရန်ပါဝင်ကူညီလှူဒန်းကြဖို့ဖိတ်ခေါ်မှုတွင်ဦးမင်းကိုနိုင်ကပြောဆိုခဲ့ခြင်းဖြစ်သည်ကျွန်တော်တို့တပြည်လုံးအတိုင်းအတာအနေနဲ့ဒုစစ်တွေဆင်နေကြမဲ့အခြေအနေမျိုးမှာ ဒီတိုက်ပွဲရဲ့အရှိန်ဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအလုံးသေးကြမှာပါဖက်စစ်တပ်ကဖက်စစ်အပြုမူအတိုင်းရရင်ဆိုင်ဆိုင်စေယုံနေစေကံတွေစတဲ့အကြောင်းတွေအရက်ဖက်ပြစ်မှတ်တွေကိုတဲတဲမဲမဲလေးချောင်းနဲ့တိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေအပါအဝင်ပြည်သူလူထုကိုအဲ့ဒီကျမ်းမာရဲ့အပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုယ်တွေ့ကြုံခဲ့ရတာပေါ့ ဒါကအများကြီးကြုံခဲ့ရတာပေါ့စိတ်ကူဝိမဲ့နေရာအရောက်တည်တဲ့အခါမှာအခက်အခဲတွေဖြစ်ရင်ကြံ့ကြာခဲ့ရရင်မဖြစ်တဲ့နာတွေဖြစ်တာမဆုံးရှုံးတဲ့နာတွေဆုံးရှုံးခဲ့ရပါတယ်ဟုဦးမင်းကိုနိုင်ကပြောဆိုသည်လက်ရှိအချိန်မြေပြင်တွင်လည်းတုန်လှန်ရှဲပေါ်တချို့စိတ်ကူတိုင်ရင်အချိန်မီရောက်ရှိလာခြင်းမရှိသောကြောင့်ရွေရာစေကံများလိုအပ်နေပြီးစိတ်ချလွန်ကျုံသောစေကံနှင့်စေယုံမျိုးဖြစ်ရန်လိုအပ်ကြောင်းဗန်နိုင်ရေးလိုအပ်ချက်များရှိနေ၍ပြည်သူများကုရန်လိုအပ်နေပြီးမြေပြင်တွင်စေကူတပေးနိုင်သည့်လူသားအရှင်းမြင့်များ များစွာရှိနေကြောင်းသိရှိရသည် ကျမ်းမာရေးဘက်ကလာတဲ့စီဒီအန်တွေကိုလေ့ကျင့်သင်ကြားရတာမျိုးရှိတယ်။နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတယ်။လူနေတာကစိတ်ချလုံခြုံရတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့ပါပဲ။အဲ့ဒီအတွက်ကြောင့်လေချောင်းတန်ကိုပါခံနိုင်တဲ့ဈေးရုံဈေးကမ်းမျိုးတွေလူပြီးဖို့ဟူဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုသည်။တော်လန်ရေးတွေပြည်သူလူထု၏အားနဲ့သွားနေရခြင်းကြောင့်ပြည်သူလူထုများအနေဖြင့်အားစိုက်ကြရန်လိုအပ်နေပြီးမြေပြင်တွင်ရှိနေသောရဲဘော်များအလုံးကိုစားတကယ်တိုက်ပွဲဝင်နေသောသူများအလုံးလူအပ်ချက်ဖြစ်သည့် ည်ဒီအချက်များကိုပြည်သူလူထုကိုတောင်းခံရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးအားစိုက်ပေးကြပါရန်နှင့်မြတ်တရရခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲများတွင် အောင်မွေများအမြန်ဆုံးယူနိုင်ကပြည်သူရှင်ဝင်အလုံးပြန်နိုင်ကြစေရန်ပြောဆိုခဲ့သည်ရှိခိုးဆက်လက်ပြီးမြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခဲ့သည့် Nordic Aviation Capital Company အား NCB Damage တွင်တိုင်ကြားခဲ့မှုအတွက်စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေပြီဟု GFN ထုတ်ပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရှင်။ မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခဲ့သည့် Nordic Aviation Capital Company အား NCB ဒိမက်တွင်တိုင်ကြားခဲ့မှုအပေါ်စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Justice for Myanmar GFN ကရှမန်နီကထုတ်ပြန်ခဲ့သည်။ ပြင်သစ်နိုင်ငံတို့ AVND Transport Region နဲ့ ATR လေယာဉ်များကိုလက်နက်ကင်ပဏိပခါများဖြစ်ပွားလျက်ရှိသည့်မြန်မာနိုင်ငံသို့တင်ပို့ခဲ့သော Nordic Aviation Capital NAC Company အားမြန်မာလူအခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Justice for Myanmar ကဒိမတ်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCB တွင်2024ခုနှစ်အတွင်းကတိုင်ကြားခဲ့ခြင်းလည်းဖြစ်သည် အဆိုပါတိုင်ကြားချက်တွင် NEC သည်မြန်မာကုမ္ပဏီများသို့ ADR လေယာဉ်များရောင်းချခြင်း၊ငှားယမ်းခြင်းနှင့်ဗန်နာငွေထောက်ပံ့ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်ဆိုရသောပြင်းထန်သောတရားမှုများနှင့်လူ့ခွင့်ရေးချိုးဖောက်မှုဆိုင်ရာစိုးရိမ်မှုများပေါ်ဝင်ကြောင်း GFN ကဆိုသည်။ NCA အနေဖြင့်၎င်းတို့ကုမ္ပဏီခွဲများမှတဆင့် အေကေဘီဇဲရခုတ်ကအမင်္ဂလာအပောင်းမြန်မာနိုင်ငံမှဝေယူသူများတန်အေတရာလီယင်များရောင်းချခြင်းငားယင်းချင်းနှင့်ဗန်နံွေထောက်ပံ့ခြင်းကိစ္စရပ်များတွင်နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လက်ညွန်ချက်များအရာ NEA ဆိုင်ရာကြိုတင်စီစစ်မှုများလှုပ်ဆောင်ရမည်၎င်းတို့၏တာဝန်တရားများကိုလိုက်နိုင်ရန်ပြက်ကွက်ခဲ့သည်ဟု Justice for Myanmar မှဝေဖန်ပြတင်ထားသည်မြန်မာကုမ္ပဏီများမှတစဉ်ဂျန်ဘတ်ဆအုပ်စုသည်အဆိုပါ ADR လေယာဉ်များကိုယာယီသုံးဆွဲနေပြီး အထူးသဖြင့်ဆက်သုံးပစ္စည်းများတည်ယူပို့ဆောင်ရေးထောက်လှမ်းရေးနှင့်အထူးပုဂ္ဂလိကခရီးစဉ်များအတွက်အသုံးပြုနေခြင်းလည်းဖြစ်သည်ဆက်အုပ်စုသည်ပြည်သူ့ဘောပြန်လည်ဆင်နွှဲသောအကြံဖက်ဆက်စင်းရေးများ၏၎င်း၏စစ်သည်နှင့်ဆက်လက်နက်များတည်ဆောင်ရာတွင်၎င်းဝေဟင်ထောက်လှမ်းရေးနှင့်ကင်းထောက်လုပ်ငန်းများတွင်၎င်းအဆိုပါ ATR လေးရင်းများကိုအသုံးပြုနေကြောင်းခိုင်မာသည့်တရင်အထောက်အထားများကိုအခြေပြု၍ Justice for Myanmar ကဆိုသည် ထို့သောလက်နက်ကင်ပဏိပခါများပြင်းထန်စွာဖြစ်ပွားနေသည့်အခြေအနေတွင်စစ်အုပ်စုတန်တဆင့်ခံရောက်ရှိတော်သောအီဒီယာလီယင်များကိုရောင်းချခြင်း၊ငှားယဉ်ခြင်းနှင့်ဗန်နံွေထောက်ပံ့ခြင်းများသည့်လူအခွင့်အရေးအပေါ်ပြင်းထန်သည့်စိုးကျတက်ရောက်မှုများရှိခဲ့ကြောင်း Justice for Myanmar ကဆွတ်ဆွဲထားပါသည်။ စစ်အုပ်စုသည်၎င်းတို့၏အကြံဖက်ဆစ်စင်ရေးများအတွက်စစ်သည်နှင့်စစ်လက်နက်များတည်ယူဖို့ဆောင်ရာတွင်အဆိုပါ ADR လေယာဉ်များကိုအသုံးပြုနေခြင်းဖြစ်ပြီး၎င်းလေယာဉ်များသည်အရက်သားပြည်သူများအပေါ်ရှည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသောစစ်ရာဇဝဲမှုတွေအားပံ့ပိုးကူညီနေခြင်းဖြစ်ကြောင်းလည်း GFN ကဆိုသည် စေအိုဆိုသည်ပြင်သစ်နိုင်ငံတို့ ADR လေယာဉ်စေစည်းခန်းကိုလက်ရှိအသုံးပြုနေပြီးအဆိုပါ ADR လေယာဉ်များကိုအကြံဖက်စေအိုဆိုကအသုံးပြုနိုင်ရန် NEC ကဲ့သို့သောနိုင်ငံခြားကုမ္ပဏီများသာမကမြန်မာနိုင်ငံရှိ Crony Company 24 Hour Group ပိုင်ဆိုင်သော AKB စေ ဆလနက်ပွဲစားကုမ္ပဏီ International Gateway Group စေအုပ်စုဆက်နွယ် Crony စီးပွားရေးလုပ်ငန်းစု KT Group Crony Udi Zae 2 Group စသည့်မြန်မာ Crony ကုမ္ပဏီကြီးများကလည်းကုညီထောက်ပံ့ခဲ့ကြောင်း JFN ကပြီးခဲ့သည့်နှစ်အတွင်းကထုတ်ပြန်ခဲ့သည်မြန်မာနိုင်ငံရှိဖောက်သည်များနှင့်ပတ်သက်၍ရှုသည်လေးစားမှုအပောင်းဝင်၎င်းတို့၏လက်ရှိလုပ်ငန်းများနှင့်ဆက်နွယ်ရေးတင့်တော်လုံလာသည့်ကြိုတင်စီစဉ်မှုများလှုပ်ဆောင်ခဲ့ခြင်းမရှိဆိုသည့်ဆွဆွဲချက်များပေါ် NEC ကညင်ဆိုထားသည် နိုင်ငံတကာကုမ္ပဏီများပုဂ္ဂလိကစစ်လက်နက်ပွဲစားများနဲ့လေကြောင်းလိုင်းများသည့်မြန်မာစစ်တပ်ထံ ADR လေယာဉ်များလွှဲပြောင်းခြင်းနဲ့ရောင်းချခြင်းတို့အတွက် EU နဲ့နိုင်ငံတကာအရေးယူတန်ခတ်ပိတ်ဆို့မှုများကိုရှောင်လျင်ကြိုးပမ်းနေတဲ့အပြင်နောက်ဆုံးလက်ဝဲအသုံးပြုသူမြန်မာစစ်တပ်ကိုဖုံးကွယ်လေးရှိကြောင်း JFN ကအခိုင်အမာထောက်ပြပြောဆိုထားသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့လေပီအားနဲ့ရေဝံမုန်တိုင်းငယ်အစဉ်ရောက်ရှိနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိဒပြည်နယ်ကံလော်မှာလေပြင်းအားနှင့်ရေဝံဖြစ်ပေါ်နေပြီးမုန်တိုင်းငယ်အစဉ်ရောက်ရှိလာနိုင်တယ်လို့မိုလီဝတ္တနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှဦးလာထွန်းကပြောပါရယ်။ မူဆလဌာနရဲ့ယမန်နေ့မေလ28ရက်နေ့ညနေ3နာရီခွဲအချိန်တိုင်းထွားချက်တွေရလေပြင်းအားနဲ့ရေဝန်ဟာလက်ရှိမှာအားကောင်းတဲ့အစဉ်ကိုရောက်ရှိနေပြီးမြောက်ဘက်ကိုဖြင်းညင်းစွာ၍ရှားနိုင်ကပုံမအားကောင်းလာနိုင်ပြီးနောက်24နာရီတွင်မုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိလာနိုင်တယ်လို့သိရှိရပါတယ်။ ်လီဗီယာနဲ့ရန်ဝန်ကအခုဆိုအကောင်တဲ့အစဉ်ကိုရောက်ပြီးမေလ29ရက်ဆိုရင်တော့မုံနိုင်ငယ်ဖြစ်နိုင်တယ်မုံနိုင်ငယ်ကနေဆိုင်ကလုံးမုံနိုင်အစဉ်အထိတော့အကောင်မဲ့အခြေအနေမျိုးတော့မရှိဘူးပေါ့ဆိုင်ကလုံးမုံနိုင်ဆိုတာအမည်ပေးတဲ့မုံနိုင်အဲ့ဒီအဆင့်ရောက်နိုင်ဖို့တော့လက်တလောခက်မှန်းချက်အရာမရှိဘူးဖြစ်နိုင်ခြေလဲနေတယ်လို့ဦးလာတော်ကပြောပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့မိုးလေဝသအခြေအနေတွေနဲ့ပတ်သက်လို့အထူးသတိထားတဲ့ဒေတာတွေကတော့မြန်မာနိုင်ငံအနောက်ချမ်းဘင်္ဂလားပင်လယ်အော်နဲ့အနာသက်ကန်ယူရန်ဒေတာတွေဖြစ်တယ်လို့သူကပြောပါတယ် ရခိုင်ကန်ရိုးတဲ့နဲ့နေခွေမကွေတို့ဘာလို့မှလည်းမိုးကများနိုင်တာဆိုတော့သတိထားဖို့လိုတယ်မြန်မာနိုင်ငံအရှိချမ်းဒေတာတွေကတော့တက်ရောက်မှုနေတယ်ကျန်တဲ့ဒေတာတွေပေါ့မြန်မာနိုင်ငံမြောက်ပိုင်းအနောက်ဘက်ပိုင်းကချင်စကိုင်းမန္တလေးမကွေချင်းရခိုင်ပဲခူးရန်ကုန်အေရီတိုင်းဒါတွေကတော့နေရာကွက်ပြီးမိုးကြီးတာတွေရှိတယ်နောက်ရက်တွေမှာလည်းမိုးကဆက်အောင်မှလို့သူကပြောပါတယ်မိုးစလာဌာနရဲ့မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်မှာတော့နေပြည်တော်မန္တလေးတိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ ်ရွာတော်မြေထက်ပိုနိုင်ပြီးရှန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာရွာတော်မြေခန့်ထစ်ချုံမိုးရွာလာနိုင်တယ်လို့သိရှိရပါတယ်။ဒါပြင်ရှန်ကုန်တိုင်းပဲခူးတိုင်းရှေးပိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာရှက်ပေါင်း22ရက်မှ28ရက်ခန့် မန္တလေးတိုင်းပဲခူးတိုင်းနောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ16ရက်မှ21ရက်ခန့်နေပြီးတော့မကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ10ရက်မှ15ရက်ခန့်မိုးထစ်ချုံရွာနိုင်တယ်လို့သိရှိရပါတယ်။ လက်ရှိအာကောင်သောလေပြင်းအနေရှယ်ဝန်အစင်မှာမုတ်တုံကလည်းအာကောင်နေတယ်။ဒီအချိန်လေးကမုန်တိုင်းငယ်အစင်ရောက်တင်တော့မုတ်တုံကဆက်ပြီးအာကောင်အောင်မယ်။အဲဒါကြောင့်မိုးကတော့ရွာအောင်မယ်။မေလောင်းကုန်30ရက်လောက်မှာတော့မုန်တိုင်းငယ်ကကုန်းထဲကိုရောက်သွားဖို့ရှိတယ်။မြန်မာနိုင်ငံဘက်ကတော့တိုက်ရိုက်လာဖို့တော့မရှိဘူးပေါ့။ သူရဲ့အရှိန်မုတ်တုံအားကောင်းပြီးမိုးကတော့များမှာပါလို့မိုးစလညွန်မှုကပြောပါရယ်အဲ့ဒီလိုမိုးရွာတော်မှုများနိုင်တာနဲ့အမျှမြင့်ရည်တွေလည်းမြင့်တက်လာနိုင်တဲ့အတွက်ရေကြီးရေရှမ်းမှုတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့သူကပြောပါရယ် ြင်းရည်အခြေအနေခံမှန်းချက်တွေအရလက်ရှိမှာ AR မြေဟာမြစ်ကြီးနာမျိုး ပမော်မျိုးရွှေကူမျိုးကတားမျိုးတပိတ်ကျဲမျိုးမန္တလေးမျိုးစကိုင်းမျိုးမြင်းမူမျိုးပခုတ်ကူမျိုးညာဦးမျိုး၆မျိုးမင်းဘူးမျိုးမကွေးမျိုးအောင်လံမျိုးပြည်မျိုးစိတ်သားမျိုးဟင်္ဒရာမျိုးနဲ့ဇလွန်မျိုးတို့မှာလက်ရှိအရေးမှတ်တွေတဲ့ဆက်တဲ့ဘေးမှာ15ဘေးထက်မြင့်တက်လာနိုင်တယ်လို့သိရှိရပါတယ်